R U S Sarah C R A N E Crane Sarah Crane တော်တော်မီမီတို့ကိုအခုပြောပြမယ့်အကောင်ကတော့ဒိုးချငှက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဂျိုးကြငှက်ဆိုတာအလှပဆုံးငှက်တစ်မျိုးဖြစ်ပါတယ်တဲ့ဂျိုးကြတွေဟာခြေရန်ရှည်ရှည်ရှိတယ်ရှည်လျားပြီးချုံမွတ်တဲ့ level လေးရှိတယ်အမွှေးနှစ်ထပ်နဲ့အလှပစွာပြန်တန်းနိုင်တဲ့ငှက်အကြီးမျိုးဖြစ်ပါတယ်တဲ့ဂျိုးကြတွေဟာအရန်ကုန်မှချစ်တဲ့တတဝါတွေဖြစ်ပါတယ်တဲ့သူတို့ဟာတသက်လုံးအတွဲလိုက်နေထိုင်တတ်ပြီးမိသားစုကိုအလွန်ချစ်တတ်ပါတယ်တဲ့ဒါကြောင့်သူတို့ကို အချစ်ငှက်လို့တင်စားပြီးခေါ်ဝေါ်ကြပါတယ်တဲ့ ဂျိုဂျာရဲ့အတန်ဟာကျယ်လောင်ပြီးထူးခြားတဲ့အတန်ရှိပါတယ်။အဲ့ဒီအတန်ကြောင့်မြန်မာလိုဂျိုဂျာလို့နာမည်ပေးခဲ့တာပါတဲ့။ဂျိုဂျာရဲ့ရေရှိတဲ့နေရာမှာအများဆုံးနေကြတယ်။ဒီကံစိတ်ဆန်းမြေချောင်းနေ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 အနေထိုင်ကြပါရဲ့ဂျိုးစာငှက်တွေစားတာကတော့ငါတို့ပိုးမွားတို့ပဲဖြစ်ပါရဲ့ဂျိုးစာငှက်ရဲ့ပုံကိုကံကောင်းခြင်းအသက်ရှိခြင်းရဲ့သင်္ကေတဖြစ်လဲသတ်မှတ်ကြပါရဲ့ကဲအခုဂျိုးစာကြောင့်ပြပြီးဆိုတော့မိကုံးလေးတွေဖြစ်အောင် ဂျိုးကြကဘာမျိုးနွယ်ဝင် တတဝါလဲတဲ့ဂျိုးကြကငှက်မျိုးနွယ်ဝင်နဲ့ဂျိုးကြကကြောင်မျိုးနွယ်ဝင်သုံးဂျိုးကြကငါးမျိုးနွယ်ဝင်ငှက်မျိုးနွယ်ဝင်ဆိုရင်တော့အမှန်ပါလေဂျိုးကြကငှက်မျိုးနွယ်ဝင်ဖြစ်ပါတယ်ကဲနောက်ထပ်အကောင်လေးတွေကြောင်းဆက်နာထောင်ရအောင်နော်